ခဲ့တဲ့ပုံစံရဲ့နောက်ွယ်ရအကြောင်းကိုပြောပြလာတဲ့ရန်စဲဂျုံ မင်းသားရန်စဲကျုံက low life drama ဇက်သတင်းစာရှင်းလင်းပွဲတစ်ခုမှဆိုရင်တော့သူရဲ့ပြောင်းလဲခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေရှိခဲ့ပါတယ်။သူရဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုနောက်ွယ်ရာအကြောင်းအရာကိုအင်တာဗျူးတစ်ခုမှထုတ်ဖော်ပြောကြားခဲ့တာကမင်းသားကတရုတ်ဆောင်ဖို့အတွက်6လောက်9လောက်ကီလိုဂရမ်လောက်ထွက်လာခဲ့လို့ဆိုပါရင်ဒါပေမဲ့သူ့ကိုတကယ်ထိခိုက်စေခဲ့တာတော့ခြေချင်းဝက်ကတည်းကဖြစ်ပြီးတော့အဲယုံတသက်မဟုတ်ပဲကျိုးသွားတဲ့အထိဖြစ်ခဲ့ပါရင် သူကဥရောပနဲ့ဟာဝိုင်ကိုအလဲဘက်ခီးရပြန်လာပြီးတော့နောက်နှစ်ကြိမ်ခြေစဉ်ဝတ်ကျိုးခဲ့ကြအောင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူအနေနဲ့မတူညီတဲ့ဈေးဝင်တစ်ခုကိုသွားခဲ့ပေမဲ့အကြောင်းရင်းတိတိကျကျကိုဖော်ထုတ်နိုင်ခဲ့ပါဘူး။ပထမတစ်ကြိမ်ဖြစ်ခဲ့တော့က ကုသမှုရဲ့အပြည့်အဝပြန်ကောင်းမလာသေးသလိုဒုတိယအကြိမ်ကျိုးတော်တဲ့အခါမှာတော့တကယ်ကိုစိတ်တကြခဲ့ရလို့ဆိုပါရယ်သူအတွက်စိန်ခေါ်မှုတွေရှိနေပေမဲ့အခုအချိန်မှာဈေးကုသမှုတွေခံယူနေပြီးတော့လေ့ကျင့်ခန်းကိုဖြည်းဖြည်းချင်းပြန်လည်ပြောင်းလုပ်နေရပဲဖြစ်ပါရယ်မင်းသားက Netflix ရဲ့ Donor's Account မှာပါဝင်ခဲ့တဲ့အချိန်တုန်းက သူ့ရဲ့ပုံစံကြောင့်ပို့ပြီးတော့အာယုံဆိုင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်ရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဆိုရှင်။